ဟယ်လိုကိုသိမ့်ပါ့ဝေးဝမ်းတာကြာတရင်ပြောရအောင်မယ်နော်မပြောနဲ့တော့ပြောတီးပြီးသားပြီးခဲ့တဲ့ Premier League မှာဂျိုးကြกินပြီး Anfield ကိုမှကျွန်တော်တို့ Man U ကဟီဟီဟာဟာလှုပ်လိုက်တဲ့သတင်းကိုလားဒီတပတ်ကတော့ကသိန်းမောင်တို့အလှည့်ပေါ့ဗျာကသိန်းမောင်ကတော့လုတ်ပြန်ပြီတခါတလေမှနိုင်တဲ့မန်ယူအသင်းချက်ပို့ပြီးတော့ဝမ်းသာစရာကောင်းတဲ့တဲ့ပြောလို့ပါဆိုဩအဲ့ဒါဆိုသိပြီတို့အတူချီတက် SCF ကပါဝင်မှုတွေနဲ့ ကံသိန်းတွေမှာအလှငွေတွေတက်လာပြီဆိုတဲ့သတင်းလားအဲ့ဒါကလည်းဝမ်းသာစရာသတင်းဆိုပေမဲ့အခုဟာကနောက်တစ်ခုပါတော့အင်းနဲ့အောက်တိုဘာ22ရက်နေ့ဟာ Spring Bee တနည်းပြည့်တဲ့နေ့နီးဒီနေ့နှစ်ခါတို့ပြီးဆော့ကြရတာနီးအခုဆို Bear Trap ပွဲပြီး level မတက်အောင်ကာကွယ်ထားလို့ရတာရိဝဝင်ကြိုက်ခံရလို့ level ကျသွားတိုင်းလဲ level မမြန်တက်ပိုလံများများရအောင်ဟဲ့ booster တွေဝယ်ထားနိုင်တာတွေတောင်ချစ်လာဦးနီး ဒါရင်ကတည်းပဲ skin background action ရော design color အနေထားမျိုးစုံစိတ်သက်ဝဲစုနိုင်နေတာလေအဲ့ဒါတွေအဲ့ဒါတွေအဲ့ဒါတွေကတော့ကျွန်တော်လည်းသိပါသဗျာဝမ်းသာစရာသတင်းသာမြဲမြဲပြောမြဲမြဲပြော Supreme B account နဲ့ကိုပိုင် STV UI new ကိုချိတ်ဆက်ထားဖို့လေအထက်ကအရေးကြီးသေးတယ်နော်အဒါလည်းတီဗီသားပဲမသက်တည်င်းလေးသာမြဲမြဲပြောပေးပါအင်းနေမပြောခင်အားလုံးအတူတူစုစည်းပြီး ပြောက်တက်ကြီးအဖြစ်ပြန်သန်းကြဖို့အရင်တိုက်တွန်းကျင်တာပါတော့ဘယ်လိုပြန်သန်းရအောင်လဲဆိုတော့ STB crypto ကို international ကပါတည်အောင်အငငက crypto project အများစုနဲ့ exchange တွေပေါ်ပြ active ဖြစ်တဲ့ X လို့မှုပေါ်ရရဲ့ STB page မှာ follow နဲ့ engagement တွေ active ဖြစ်အောင်ပြတ်တက်ကြီးအနေနဲ့ one on one စူးစမ်းကြကုန်ပါမယ်အဲ့ဒီအတွက်လဲ Supreme Mission တွေမှာ X အတွက်ထည့်ထားတာ ပြောင်းရည်တတိထားမိကြတယ်လို့ထင်ပါတယ်တော့ဒါကြောင့်တော်လိုင်းအစမှာ keyboard fighter နဲ့ twitter team engine chair ဆိုတဲ့လိုအခု sd နဲ့ exchange listing အမြန်ပန်းဝင်အောင် each ten ပြားစစ်သည်ဆိုတဲ့အတိုင်း supreme b တွေ sdb ရဲ့ twitter app တခါမှာအားရပါရပြန်တန်းကြဖို့ဖိတ်ခေါ်တယ်ဆိုတဲ့အကြောင်းလေးလဲဆောရရတော့ဒါကတော့ လုတ်ကိုလုတ်ရမှာမတန်ကြီးဒါနဲ့တရင်ကောင်းလေးလည်းပြောအောင်လေဟုတ်ပါပြီပြောပါမယ်တော့တရင်ကောင်းလေးကတော့ပြည်သူအားလုံးကိုယူရမယ် SDB exchange listing လေးမကြခင်ရောက်ရှိတော့မယ်ခင်ပိုလန်နဲ့ SDB တုံးပြင်းတွေလဲလို့လဲရတော့မယ်ဆိုတာပါပဲတော့ဟောဝမ်းသာစရာပဲဗျာအခုဆိုရင်ကျွန်တော်မှာပိုလန်တွေကလည်းရှိဒိုဂင်တွေကလည်းပိုများအန်တွေကလည်းရဆိုတော့ Man U အသင်းကို အများကြီးအလုံးကျွေးပြုနိုင်ပြီပေါ့ဗျာဟုတ်ပါပြီသတင်းပါကြီးနောက်တစ်ပတ်မှာမန်ယူဘော်ဒီနဲ့တူရသမျှအားလုံးပါမသွားဖို့ပဲဆူတောင်းပေးလိုက်ပါတယ်တော့ဟာမအူးမချွတ်မတန့်ရာ Oi, oi.